မင်္ဂလာပါရှင်မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြကျမ်းမာစေဖို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်သတင်းတိုင်းချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျွန်မကတော့စင်စင်ပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တော်လိုင်းအင်အားစုများကြားပူးပေါင်းလက်တွဲလှုပ်ဆောင်မဲ့ကဏ္ဍတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်ယာယီသမ္မတဒူဝါလာရှိလာနဲ့ KNU ဥက္ကဋ္ဌပရိုဂွယ်ထူဝင်းတို့တွဲဆောင်ဆွေးနွေးခဲ့တဲ့တဲ့တင်ပဲဖြစ်ပါတယ်ရှင်။တလိုင်းရင်ရာစုများအကြပူပေါင်းလက်တွဲလှုပ်ဆောင်မဲ့ကဏ္ဍတွေနဲ့ဆက်လင်းပြီးအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်ယာယီသမ္မတဒူဝါလာရှိလာနဲ့ကရင်မျိုးသားစည်းရုံး KNU ဥက္ကဋ္ဌပရိုဂွယ်ထူဝင်းတို့တွဲဆောင်ဆွေးနွေးခဲ့ကြတယ်လို့စက်တင်ဘာလ25ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ຫນွေဦးတော်လိုင်းရင်အမြန်ဆုံးအောင်မြင်စေရန်တော်လိုင်းရင်ရာစုများအကြ ူပေါင်းလက်တွဲလှုပ်ဆောင်သွားမဲ့ကဏ္ဍတွေနဲ့ဆက်လင်းပြီးအခြေတဝင့်ဆွေးနွေးခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။တလိုင်းအင်အားစုများကြားယခုထက်ပုံမစည်းလုံးညီညွတ်စွာလက်တွဲပြီးမြန်မာနိုင်ငံဆရာနာရှင်လက်အောက်မှာပြီးတိုင်လွတ်မြောက်ရေးဆရာနာရှင်နဲ့အာနာရှင်ဟူသမျှအမြင့်ဖြတ်တိုက်ဖြတ်ရေးလွလတ်မှုငြိမ်းချမ်းမှုနဲ့လူလူတာယာဝါပြောမှုတို့ကိုဖော်ဆောင်နိုင်ရို့အတွက်ဆက်လက်ပြီးခိုင်မာစွာအတူလက်တွဲဆောင်ရွက်သွားကြရန်အတွက်လဲခေါင်းဆောင်နှုတ်သဘောတူညီခဲ့တယ်လို့ဆက်လက်ဖော်ပြထားပါရဲ့ရှင်။ ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့ကမ္ဘာအခြေအနေရရက်ကပြည်သူ့ຫນွေဦးတော်လန်ရေးအပေါ်မျက်နှာသာပေးမှုအများကြီးမရှိနေတာကိုစိတ်ပြတ်အားငယ်နေစရာမလိုပဲကိုခွန်ကိုအားနဲ့တော်လန်ရေးကိုအဆုံးသက်အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသရမယ်လို့ NUG ပြည်အောင်စုဝင်ကြီးချုပ်ကပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ ကမ္ဘာချိန်နေရရကပြည်သူ့နေဦးတော်လန်ရဲ့ပေါ်မျက်နှာသာပေးမှုအများကြီးမရှိနေတာကိုစိတ်ပြတ်အားငယ်နေစရာမလိုပဲကိုခွန်ကိုအားနဲ့တော်လန်ရဲကိုအဆုံးသက်အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသရမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကစက်တင်ဘာလ25ရက်ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘဟုကော်မတီအစည်းအဝေးမှာပြောကြားခဲ့ပါတယ်ကမ္ဘာချိန်နေရရကပြည်သူ့နေဦးတော်လန်ရေးပေါ်မျက်နှာသာပေးမှုအများကြီးမရှိနေတာကိုလည်းစိတ်ပြတ်အားငယ်နေစရာမလိုပဲကျွန်တော်တို့ဟာ ကိုအားကိုကိုပြီးဒီနေ့ဒီချိန်ထိရှောက်လန်းလာခဲ့ကြသလိုရှစ်ဆက်ပြီးလဲကိုခွန်ကိုအားနဲ့တော်လန်ရေးကိုအဆုံးသက်အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသနိုင်မှုအင်အားတွေရှိနေကြဖို့လိုအပ်ပါတယ်လို့ပြည်တော်စုဝင်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။စတေမာလာ20ရက်သခိုင်းတိုင်းကတာခိုင်ဗမောက်မျိုးကိုအမှတ်၁စစ်တေသားရဲ့ကုတ်ကဲမှုနဲ့ PDF ရဲဘော်တွေပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီးအအောင်မြင်မြင်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက်အင်မတန်ဝမ်းမြောက်ဂုဏ်ယူကြောင်း မျိုးတစ်မျိုးသိမ့်ပြီးပြီဆိုရင်နောက်ဆက်တွဲစီမံလုံးဆောင်ရမှာတွေကလည်းအင်မတန်များပြတယ်ဆိုတာရှေ့မှာအတွေ့အကြုံလည်းရှိခဲ့ပြီးသားဖြစ်တဲ့အတွက်အတွေ့အကြုံတွေကိုအရင်ခံပြီးဝင်ကြီးဌာနများတေချာစွာပေါင်းစပ်ညှိနှိုင်းလုံဆောင်ကြဖို့လွန်စွာအရေးကြီးကြောင်းပြည်အောင်စုဝင်ကြီးချုပ်ကဆက်လက်ပြောကြားခဲ့ပါတယ်ရှင်ဆလတ်တင်ဆက်ပေးမယ့်တဲ့ငါကတော့ PDF တွေရဲ့စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာအရသာပြည်သူတွေပေါ်လေးစားစွာဆက်ဆံမှုဖော်ပြထားတဲ့တဲ့င်းပဲဖြစ်ပါရှင်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကလိုင်းနာရမယ့်စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာအရသာပြည်သူများအပေါ်လူသားဆန်မှုလေးစားစွာဆက်ဆံမှုအမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝင်ကြီးဌာနကအသိပေးထုတ်ပြန်ခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်ကစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာအရသာပြည်သူတွေအပေါ်လူသားဆန်စွာနဲ့လေးစားစွာဆက်ဆံရမှာဖြစ်ပြီးအရသာပြည်သူတွေအပေါ်ဖိနှိပ်တာတွေလူ့ခွင့်ရေးချိုးဖောက်တာတွေမလုပ်ဖို့စတဲ့အချက်တွေကိုအလေးပေးထည့်သွင်းထားပါတယ်။ လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကိုလိုက်နာနိုင်ဖို့မြေပြင်မှာလူခွင့်ရေးဆိုင်ရာတာဝန်ခံတွေကနေဆင်ဆက်မပြတ်ပညာပေးပို့ချမှုတွေလှုပ်ဆောင်နေရလို့ဆိုပါရယ်။ဒါအပြင်ကျင့်ဝတ်ချိုးဖောက်မှုတွေရှိလာခဲ့ရင်လည်းပြည်သူလူထုကနေတိုင်ကြားနိုင်ဖို့အတွက်သက်ဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေတိုင်ကြားနိုင်ဖို့တိုင်ကြားရေးရန်ညားတွေကိုပါဖွင့်လှစ်ထားတယ်လို့အသိပေးထားပါရယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တိုင်းဟာစစ်တီတော်ကျင့်ဝတ်တွေကိုတိကျစွာလိုက်နာပြည်သူကိုမျက်နှာမူတဲ့ ကာကွယ်သူတွေဖြစ်ကြောင်းတသက်ထူရင်ပြည်သူနဲ့တသားတည်းရှိနေကြရမှာဖြစ်တယ်လို့ပြောပါရယ်စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာအရသာပြည်သူတွေနဲ့ပတ်သက်ပြီးလိုက်နာရမယ့်အချက်တွေလည်းပါဝင်ပြီးပြည်သူတမတော်သားတွေတိုက်ပွဲဝင်ရတဲ့ရွယ်ချက်တွေထဲမှာဆိုရင်မတရားမှုကိုလက်မခံလိုခြင်းကိုပြည်သူကိုကာကွယ်ခြင်းတွေဟာရေးတောက်မြစ်ဖြစ်ပါဝင်တဲ့အချက်တွေပဲဖြစ်ပါရယ်ရှင် ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့စက်တင်ဘာလအတွင်းအကြံဖက်ဆဲအုပ်စုကပြည်သူ60ခုအထိတက်ဖြတ်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ယခုစက်တင်ဘာလအတွင်းအကြံဖက်ဆဲအုပ်စုကပြည်သူ60ဦးအထိတက်ဖြတ်ထားတယ်လို့နိုင်ငံရေးကျင်းသားများကွန်ရီဆောင်ရှောက်ရေးအသင်း AAPB ကဖော်ပြထားပါတယ်။ AAPB ရဲ့ကောက်ယူထားတဲ့သတင်းချက်လက်တွေအရစက်တင်ဘာလ1ရက်ကနေ25ရက်အထိနိုင်ငံတွင်းမှာအကြံဖက်ဆဲအုပ်စုကြောင့်မြို့သမီး28ဦးနဲ့မြို့သား62ဦးစုစုပေါင်း60ဦးအထိတည်ဆုံးခဲ့တာကိုအမြင်နဲ့တကွအတည်ပြုနိုင်ခဲ့တာကိုတွေ့ရပါတယ်။ အဲ့ဒီတည်ဆောင်းသူရေအတွက်ထဲမှာအသက်16နှစ်ယောက်ကလေးငယ်28ဦးအထိပါဝင်တယ်လို့လည်း AAPP ကအသိပေးထားပါတယ်။အကြံဖတ်ဆဲအစုကြောင့်တည်ဆောင်းသူ60ဦးထဲမှာသခိုင်းတန်းက29ဦးနဲ့တည်ဆောင်းမှုအများဆုံးဖြစ်ခဲ့ရတယ်လို့ရခိုင်ပြည်နယ်ကလည်းတည်ဆောင်းသူ21ဦးနဲ့ဒုတိယတည်ဆောင်းမှုအများဆုံးဒေသဖြစ်ခဲ့ရပါတယ်။ထားအပြင်တည်ဆုံးသူ60ဦးထဲမှာ53ဦးကအကြံဖတ်ဆဲအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တည်ဆုံးရတာဖြစ်ပြီးတော့လက်နက်ကြီးနဲ့ပြက်ကတ်တိုက်ခိုက်မှုကြောင့်16ဦးတည်ဆုံးခဲ့ရပါတယ်။ အကြံဖတ်ဆဲအုပ်စုကမတရားအနာလူ့ဥပိုလ်စ조사ခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီတရက်ကနေ2025ခုနှစ်စက်တင်ဘာလ25ရက်အတွင်းအကြံဖတ်ဆဲအုပ်စုနဲ့လက်ပါစစ်တွေကြောင့်တည်ဆုံးခဲ့ရတဲ့ဒီမိုကရေစီရေလှုပ်ရှားသူနဲ့ပြည်သူစုစုပေါင်း8248ဦးထိရှိပြီဖြစ်တယ်လို့လည်း AAPB ကဆက်လက်ဖော်ပြထားပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဂျားကာလာအခြေခံပညာပြည်သူပညာရေးကျောင်းများအဖြစ်အတိမတ်ပြုတက်တန်းတိုးခွင့်ရတဲ့ကျောင်းများဆင်းကိုထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ ဈာကလာအခြေခံပညာပြည်သူပညာရေးအကြောင်းများအဖြစ်အသိမှတ်ပြုတက်တန်းတိုးခွင့်ရတဲ့အကြောင်းများစင်းကိုအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကစက်တင်ဘာ24ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကဈာကလာမှာပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ကျောင်းသားကျောင်းသူတွေကိုဆင်ဆက်မပြတ်ပညာသင်ယူနိုင်မှုအတွက်မြေပြင်ပြည်သူပညာရေးကျောင်းအွန်လိုင်းကျောင်းတွေနဲ့ဆက်သွယ်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပညာရေးဝန်ကြီးဌာနကိုအတိမတ်ပြုတက်တန်းတိုးလျှောက်လာတင်ထားတဲ့အကြောင်းတွေကိုပညာရေးဝန်ကြီးဌာနလေ့လာဆန်းစစ်အကဲဖြတ်ရေးဌာနမှကျောင်းရဲ့လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကိုလေ့လာဆန်းစစ်အကဲဖြတ်တဲ့လုပ်ငန်းတွေဆောင်ရွက်ခဲ့ကြပါတယ်။လေ့လာဆန်းစစ်အကဲဖြတ်ရေးဌာနရဲ့သဘောထားမှတ်ချက်အရပြည်သူပညာရေးကြောင့်အတိမတ်ပြုမူဝါဒ17ချက်နဲ့ Information and Technology Security Guideline တွေကိုလိုက်နာဆောင်ရွက်ပါမယ်လို့ဝန်ခံကြေညာပြုထားတာကိုတွေ့ရပါတယ်။အဲလိုကျင့်သက်ဖွဲ့ရဆောင်ရွက်ထားကြတာကိုတွေ့ရတဲ့ ကျောင်း36ကျောင်းကိုအွန်လိုင်းပြည်သူပညာရေးကျောင်းတွေကိုဂျာကာလာအခြေခံပညာပြည်သူပညာရေးကျောင်းအဖြစ်အတိမတ်ပြုတက်တန်းတိုးပေးလိုက်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမဲ့တဲ့ငါကတော့အကြံဖတ်စစ်တပ်ကပြုလုပ်မဲ့ရေကောက်ပွဲအတုကိုလုံးဝရှုံချပြီးနိုင်ငံရေးကျင်းသားတွေကိုချက်ချင်းပြန်လွှတ်ပေးဖို့လူခွင့်ရေးဆိုင်ရာအာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ဥက္ကဋ္ဌကတောင်းဆိုခဲ့တဲ့တဲ့တင်ပဲဖြစ်ပါရဲ့ရှင်။ အကြံဖက်စစ်တပ်ကပြုလုပ်မဲ့အတူရောင်ရေကောက်ပွဲကျင်းပမှာကိုလုံးဝရှုံချပြီးနိုင်ငံရေးကျင်းသားများအားလုံးကိုချက်ချင်းပြန်လွတ်ပေးဖို့လူ့ခွင့်ရေးဆိုင်ရာအာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ APHR ဥက္ကဋ္ဌမာစီခရစ်စတီဘရန်ကတောင်းဆိုလိုက်ပါတယ်။စက်တင်ဘာလ15ရက်မှာကျင်းပခဲ့တဲ့နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားမှာလူ့ခွင့်ရေးဆိုင်ရာအာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ APHR ဥက္ကဋ္ဌမာစီခရစ်စတီဘရန်ကမိကုံးပြောကြားခဲ့တာဖြစ်ပါတယ်။ CRPH ကိုချီကျူးဂုဏ်ပြုသလို ယခုလိုတကယ့်ကိုအာဏာရှင်စနစ်ကိုစန့်ကျင်ပြီးခက်ခဲလာတဲ့အခက်အခဲများကြားမှာဒီမိုကရေစီရောကျပျက်စီးသွားတာကိုစ조사တော်လှန်နေကြသူများအားလုံးကိုချီးကျူးဂုဏ်ပြုကြောင်းပြောကြားလိုက်ပါတယ်။အရှိတောင်အာရှမှာဒီမိုကရေစီဟာနိလန်ပေါင်းစုံနဲ့တိုက်ခိုက်ခံနေရပြီးအရက်ဖက်နေရာဟာလည်းကျဉ်းမြောင်းနေသလိုအမှန်တရားပြောကြားမဲ့သူတွေကိုလည်းနှုတ်ဆက်အောင်ဥတွေကိုလက်နက်ဖွဲ့အသုံးချပြီးအာဏာရှင်စနစ်လည်းမြင့်တက်လာပါတယ်လို့ မာစီခရစ်စတီဘရန်ကရှင်းပြပါတယ်။နိုင်ငံတကာတိုက်ဝင်းကိုလည်းပြစ်မှတ်ထားတဲ့စီးပွားရေးပိတ်ဆို့မှုတွေလုပ်ဖို့စစ်တပ်ကိုငွေကြေးစည်းစိမ်မှုတွေကိုဖျက်တောက်ဖို့လိုအပ်နေတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီဒေါ်လာ15သန်းကိုလည်းနေဆက်ဖြတ်ကျော်နီလန်တွေရွရွာလူလူအခြေပြုနီလန်တွေကတဆင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ နောက်ဆုံးအနေနဲ့အမျိုးသမီးလူငယ်တိုင်းရင်းသားလူနည်းစုတွေရိုဟင်ဂျာတွေဖဲချင်းခံထားရတဲ့အစုအဖွဲ့တွေကိုတဟဲတကယ်ဗဟိုပြုတဲ့အလုံးပါဝင်မှုရှိတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုပ်ဖို့တောင်းဆိုလိုက်ပြီးဒီအစုအဖွဲ့ဟာတင်ကြေတာတွေအနေနဲ့အပေါ်ယံပါယုံမဟုတ်ပဲဆုံးဖြတ်ချက်ချရမှာပါဝင်ရမှာဖြစ်ပါတယ်။ဒီမိုကရေစီဆိုတာလက်နက်နဲ့ချမှတ်ပေးလို့မရသလိုအကြမ်းဖက်မှုနဲ့လည်းနှိမ့်သက်လို့မရပါဘူး။ မြန်မာပြည်သူတွေရဲ့လွတ်လပ်ရေးတရားမျှတမှုနဲ့ဒီမိုကရေစီအတွက်မတုံမလောက်ရည်တည်မှုကိုကဘာတိအောင်ပြသထားကြပါတယ်လို့ APHR ဥက္ကဋ္ဌမာစီခရစ်စတီဘရန်ကပြောပါတယ်။မြန်မာပြည်သူတွေရဲ့ရုန်းကန်လှုပ်ရှားမှုဟာကျမတို့ရဲ့ရုန်းကန်လှုပ်ရှားမှုပဲဖြစ်ပြီးမြန်မာပြည်သူတွေရဲ့မျှော်လင့်ချက်ဟာကျမတို့ရဲ့မျှော်လင့်ချက်ပဲဖြစ်တာကြောင့်အတူတကွစ조사ပြီးဆောင်ရွက်သွားကြမယ်ဆိုရင်မြန်မာနိုင်ငံမှာဒီမိုကရေစီပြန်လည်ရရှိမြင့်မားလာမှာဖြစ်ပါတယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အင်တော်မြို့နယ်မှာတရားမဝင်သက်ဆောင်လာတဲ့ပန်တာနီ၉កောင်ကိုတန်ဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှယာယီထိန်းသိမ်းစောင့်ရှောက်ထားတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းအင်တော်မြို့နယ်မျိုးသားညီညွတ်ရေးအစိုးရအုပ်ချုပ်မှုနယ်မြေအတွင်းပန္နာနီ၉កောင်ကိုတရားမဝင်သက်ဆောင်လာတဲ့မော်တော်ယာဉ်များအားပကဖရဲဘော်တွေကဖမ်းဆီးပြမိခဲ့ပြီးအင်တော်မြို့နယ်တန်ရန်ဇာတာစီမံအုပ်ချုပ်မှုအဖွဲ့ထံ အနှံခဲရဝင်ကြီးဌာနမှလိုအပ်တဲ့လမ်းညွှန်မှုများပေးပြီးယာယီထိမ့်သိမ်းစောက်ရှောက်ထားခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အင်တော်မြို့နယ်အတွင်းစက်တင်ဘာလ14ရက်ကပန္တာနီ၉កောင်ကိုတရားဝင်တက်ဆောင်လာတဲ့မော်တော်ယာဉ်တွေကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်တွေကဖမ်းဆီးရမိခဲ့တာပါ။ ထိမ့်သိမ့်ထားရှိတဲ့ပန္တာနီခေါ်ကြောင်နီလေးများကိုတဘာဝအတိုင်းနေထိုင်ကျက်စားရာကိုပြန်လည်ပို့ဆောင်ခြင်းကို ပန္တာနီနေရင်ဒေတာမှအဖွဲ့အစည်းများနဲ့ချိတ်ဆက်ပြီးလုံခြုံစိတ်ချရတဲ့အခြေအနေရှိသည့်အခါဖြစ်စဉ်နဲ့ရေးယူဆောင်ရွက်မှုများကိုတရင်ထုတ်ပြန်သွားမယ်လို့ဖော်ပြထားပါတယ်။ လက်ရှိကာလမှာယခုပန်တာနီလေးများကဲ့သို့တော်ရင်တလေးဆန်များတတ်မိုးထားထိမ့်သိမ်းဆောက်ရှောက်ခြင်းရင်းတို့ရဲ့နေရင်ဒေတာများကိုကာကွယ်ပေးခြင်းတရားဝင်ဖမ်းဆီးတည်ဆောက်မှုများတားဆီးခြင်းတို့ကိုလှုံ့ဆော်ရန်အလိုမင်လိုအပ်နေရလို့ဆိုပါတယ်မြန်မာနိုင်ငံမြောက်ပိုင်းပါဝင်တောင်တန်းဒေသတွေမှာနေထိုင်ကျဆားတဲ့ပန္နာနီခေါ်ကြောင်နီလေးများဟာနိုင်ငံရဲ့မျိုးသုံးမဲ့အန္တရာယ်မှာကာကွယ်ရမယ့်တော်ရန်တလေးဆန်များအနက်လုံးဝကာကွယ်ထားတဲ့တော်ရန်တလေးဆန်စီးမှာပါဝင်ပြီး International Union for Conservation of Nature IUCN ရဲ့မျိုးတုံးရံအန္တရာယ်ရှိနေသောမျိုးစိတ်များလည်းဖြစ်ပါတယ်။စက်တင်ဘာလ20ရက်ဟာ International Red Panda Day အပြည်ပြည်ဆိုင်ရာပန္ဒာနီထိန်းသိမ်းရေးနေ့ဖြစ်ပြီးပြည်သူများအနေနဲ့မြန်မာနိုင်ငံရဲ့အဖိုးတန်ရှားပါးမျိုးစိတ်ပန္ဒာနီလေးများကဲ့သို့ပင်တော်ရံတလေးဆန်များထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများမှာပူးပေါင်းပါဝင်ပေးကြဖို့လဲတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးမယ့်တဲ့ငါတော့ရွှေအောင်တော်လန်ရေးစိတ်တက်ကိုစုတ်ကင်ပြီးနှွေဦးတော်လန်ရေးမှာမစုံမနဲ့ဆလတ်တိုက်ပွဲဝင်သွားဖို့တိုက်တွန်းခဲ့တဲ့တဲ့ငယ်ဖြစ်ပါတယ်ရှင်။ရွှေအောင်တော်လန်ရေးစိတ်တက်ကိုစုတ်ကင်ထားရင်နှွေဦးတော်လန်ရေးအောင်မြင်မှုအတွက်မစုံမနဲ့ဆလတ်တိုက်ပွဲဝင်သွားကြဖို့2009ရွှေအောင်တော်လန်ရေး16နှစ်ပြည့်အထိမ့်မှတ်ဖြစ်တန်ခတ်တမကမန္တလေးကတိုက်တွန်းခဲ့ပါတယ်။ စက်တင်ဘာ25ရက်ရွှေအောင်တော်လန်ရဲ့ဆက်ရှင်နေပြည့်အခါတမင်ရမှာ2000ခုနှစ်ကတန်ငါရော်ရီနဲ့ပြည်သူလူထုတို့ရဲ့ရဲဝံနဲ့စိတ်သက်ဆွလွန်အနစ်နာခံမှုစီလုံးညှို့ညွတ်ခဲ့မှုဟာအနာရှင်စနစ်ရဲ့ဖိနှိပ်မှုများကိုစန့်ကျင်ရမှာမယိမ်းမယံယက်တီခဲ့တာကိုတတ်သိပြခဲ့ရလို့ဆိုပါတယ်။ယခုလူယူတော်လန်ရေးဟာမြန်မာပြည်သူများရဲ့လွတ်လပ်ရေးနဲ့တရားမျှတမှုအတွက်ဆက်လက်တိုက်ပွဲဝင်နေကြတဲ့မီရှုတဆောင်တစ်ခုဖြစ်တယ်လို့ပြောပါရတယ်။ရှူဝါယောင်တော်လန်ရေးရဲ့စိတ်ဓာတ်ဟာယုံကြည်ချက်နဲ့စီလုံးမှုကို ဆက်လက်လှုပ်ဆောင်ပေးနေရဖြစ်ပြီးရွာရောင်စိတ်တက်ကိုစုပ်ကင်ထားရင်ຫນွေဦးတော်လိုင်းရဲ့အောင်မြင်မှုအတွက်ဂရုပြုချက်များကိုပါထုတ်ပြန်လိုက်ပါတယ်ရွှေရောင်တော်လိုင်းရင်မှာတန်ဃာတော်တွေနဲ့ပြည်သူများရဲ့ဆွလွန်နှနာခံမှုများကိုအလဟတမဖြစ်စေရန်ဆရာနာရှင်စနစ်ကိုအဆုံးသတ်ပြီးဒီမိုကရေစီအစိုးရတည့်ရထူထောင်နိုင်ရေးအတွက်ဆက်လက်ကြိုးပမ်းသွားမယ်လို့ဖော်ပြထားပါတယ်။မြမလူဖွဲ့စည်းကတန်ဃာတော်များရဲ့ခေဆက်ဆက်နိုင်ငံရေးရဦးဆောင်မှုကိုဂုဏ်ယူစွာဖြင့်ဆက်လက်ထိန်းသိမ်းတာ ပြည်သူများနဲ့အတူတသားတဲ့ရက်တီသွားပါမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ဒါအပြင်ငင်းချင်ရင်နဲ့စီလုံးညီညွတ်ရေးကိုမြင့်တင်မှုအတွက်ရွှေရောင်တော်လှန်ရေးကပြသခဲ့တဲ့စီလုံးညီညွတ်မှုကိုအခြေခံပြီးလူမျိုးဘာသာမခွဲခြားပဲပြည်သူတွေနဲ့အတူငင်းချမ်းစွာတော်လှန်ရေးကိုဆက်လက်တည်ဆောက်သွားမယ်လို့လည်းကတိပြုထားပါတယ်။ရွှေရောင်တော်လှန်ရေးကိုကမ္ဘာတိုင်းဝမ်ကအပြည့်ထောက်ခံခဲ့လို့ယခုနေဦးတော်လှန်ရေးမှာလည်းနိုင်ငံတကာတိုင်းဝမ်ရဲ့ထိရောက်တဲ့ဖိအားပေးမှုနဲ့ပံ့ပိုးမှုများကို တောင်းဆိုတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ဆရာတင်ဆက်ပေးမယ့်သတင်းကတော့ကြောင်မဲမှာအကြံဖတ်ဆဲအုပ်စုကအသက်မပြည့်သေးတဲ့မိန်းကလေးကိုမရင်ကျင့်တက်ဖြတ်ခဲ့တဲ့ပုံကမ္ဘာနိုင်ငံအသီးသီးကအရေးယူပေးဖို့ရှမ်းကျောင်းသားတမကကတောင်းဆိုခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ရှမ်းပြည်မြောက်ပိုင်းကြောင်မဲမြို့နယ်မှာအကြံဖတ်ဆဲအုပ်စုကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကိုအရမချင်းတပ်ဖြတ်က၃ဦးကိုလည်းတပ်ဖြတ်ခဲ့တဲ့ပေါ်ကမ္ဘာနိုင်ငံအသီးသီးကအေးအေးယူပေးဖို့ရှမ်းကျောင်းသားတမကကတောင်းဆိုကြောင်းထုတ်ပြန်ခဲ့ပါတယ်။ ကြောင်မဲမြို့နယ်နိုင်ခကြီးရွာမှာစက်တင်ဘာလ24ရက်နေ့နေ့လယ်ပိုင်းမှာအကြံဖတ်ဆဲအုပ်စုတပ်ဖွဲ့ဝင်တွေဟာအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တအူးကိုအရမချင်းတပ်ဖြတ်ခဲ့ကတန်ငါတပားပါဝင်တခြားရွာသား2ဦးစုစုပေါင်း4ဦးကိုတပ်ဖြတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။နိုင်ခကြီးရွာမှာရွာလုံးကျွတ်နေပါဆစ်ဆောင်သွားပေမဲ့ဂျမ်းမာရင်မကောင်းတဲ့ဆရာတော်ကိုပြုစုဖို့ကြံရစ်ခဲ့တဲ့တန်ငါတော်တပားကိုအကြံဖတ်ဆဲအုပ်စုစစ်ကြောင်းကနေ့လယ်ပိုင်းမှာရွာထဲကိုဝင်ရောက်လာပြီးနောက်ပြစ်တက်ခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်အနီးအနားရှိလေထဲမှာတင်းရှောင်နေတဲ့မိသားစု၃ဦးရဲကမိခင်ဖြစ်သူနဲ့တားငယ်ကိုနေရာမာရင်ပြစ်တက်ခါအသက်မပြည့်သေးတဲ့တမီးဖြစ်သူမင်းကလေးကိုအာရမချင်းကတပ်ဖြတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီလိုပြစ်မဲ့ပြည်သူတွေကိုဆေးရဆွမှုကျူးလွန်နေတဲ့အကြမ်းဖက်ဆဲအုပ်စုနဲ့ပူးပေါင်းဆောင်ရွက်တာမပြုဘဲအရေးယူပေးဖို့ကမ္ဘာနိုင်ငံအသီးသီးနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကိုတောင်းဆိုရလို့ဖော်ပြထားပါတယ်။ရှမ်းကျောင်းသားတမကကလည်းပြည်သူတွေကိုဆေးရဆွမှုတွေကျူးလွန်နေတဲ့ဆေးရဆွကောင်တွေကို ရရနီးနဲ့ပြစ်ပေးရည်ယူသွားနိုင်မှုကုညီသွားမယ်လို့ဖော်ပြထားပါတယ်ရှင်။ခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရုံးစီကြီးရွာနဲ့တံပိုကြီးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့တီရာယုံမုံဦးဆောင်တဲ့အကြံဖက်စစ်ကြောင်းကပြည်သူ၂ဦးကိုတပ်ဖြတ်ပြီးအမျိုးသမီး9ဦးကိုအရမကျင့်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မင်္ဂလေးတိုင်းရင်းကျန်ခရိုင်တောင်သာမြို့နယ်အတွင်းကရုံးစီကြီးရွာနဲ့တံပိုကြီးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့အကြမ်းဖက်တီရာမြို့မှဦးဆောင်တဲ့အကြမ်းဖက်စစ်ကြောင်းက ဆန္ဒရတအတွင်းမှာပြည်သူ2ဦးကိုတပ်ဖြတ်ခဲ့ပြီးအမျိုးသမီး9ဦးကိုအာဏာမှကျင့်ခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကပြောပါရတယ်။အဲဒီစစ်ကြောင်းမှာမြင်းချံပြည်သူစစ်ကအကြမ်းဖက်တီရာယူမော်အဖွဲ့နဲ့အကြမ်းဖက်မော်ဘီရဲတပ်ရင်း9ရဲ့ရဲကွန်မန်ဒိုတွေပါပါပါတယ်။စတေမာလာ10ရက်ကနေ21ရက်ထိရုံးစီကြီးရွာနဲ့တံပိုးရွာတွေကိုဝင်တာစစ်ကြောင်းဆောက်ဝင်ကလေးကကျေးရွာကအမျိုးသမီးတွေကိုမရင်ကျင့်တယ်နေရင်တွေကိုမီးရှို့တယ် နေအိမ်တွေကိုဖောက်ထွင်းပြီးပစ္စည်းတွေယူပါတယ်လို့သတင်းရင်းမြစ်ကပြောပါရယ်။ PPTV ကရရှိထားတဲ့အချက်အလက်တွေအရအကြပ်ဖတ်ဆေးအုပ်စုကအသက်မပြည့်သေးတဲ့16နှစ်အရွယ်အမျိုးသမီး2ဦး၊အသက်26နှစ်အရွယ်အမျိုးသမီး2ဦး၊အသက်28နှစ်အရွယ်အမျိုးသမီး1ဦး၊အသက်50အရွယ်အမျိုးသမီး2ဦးနဲ့အသက်52နှစ်အရွယ်အမျိုးသမီး2ဦးစုစုပေါင်းအမျိုးသမီး9ဦးကိုအာဏာပြုကျင့်ခဲ့တာပါ။ အကျန်းဖက်တီရာယူမုံဦးဆောင်တဲ့စစ်ကြောင်းကစက်တင်ဘာလ18ရက်ကနေ21ရက်အတွင်းရုံးစီကြီးရွာမြောက်ချိုင်းရက်အတွင်းကနေအိမ်22လုံးအလယ်ရက်အတွင်းကနေအိမ်16လုံးတောင်ရက်အတွင်းကနေအိမ်16လုံးမြောက်တော်ရိုးအတွင်းကနေအိမ်3လုံးနဲ့တန်ပိုရွာရွာမအတွင်းကနေအိမ်21လုံးစုစုပေါင်းနေအိမ်82လုံးကိုမိရှုဖျက်ဆီးခဲ့ပါတယ်ဒါ့အပြင်အဲ့ဒီအကျန်းဖက်စစ်ကြောင်းကစက်တင်ဘာလ18ရက်နေ့နဲ့18ရက်တွင်မှာအသက်56နှစ်အရွယ် စိတ်ဝေဒနာခံစားနေရသူဦးတောင်ညွန့်နဲ့အသက်45နှစ်အရွယ်ဦးရဲတို့ကိုတပ်ဖြတ်ခဲ့ပါတယ်ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းကြေကြုပ်ကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။